အားပြင်းတဲ့လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့်ဘရာဇီးတောင်ပိုင်းပရာနာပြည်နယ်မှာတေဆုံးသူ6ဦးနဲ့ဒဏ်ရာရသူ850ဦးရှိခဲ့ပါတယ်။ဒီလေဆင်နှာမောင်းဟာလေတိုင်းနှုန်းတနာရီကီလိုမီတာ250အထိရှိပြီးတောက်ကြနေညမှာ3မိနစ်လောက်ပဲတိုက်ခတ်ခဲ့ပေမဲ့ရီယိုဘိုနီတိုဒိုအီကွာစုမြို့ရဲ့60ရာခိုင်နှုန်းနီးပါးကိုဖျက်ဆီးခဲ့ပါတယ်။တာဝန်ရှိသူတွေကမြို့ရဲ့အခြေအနေကိုစစ်မြေပြင်လိုတောင်ဖော်ပြခဲ့ပါတယ်။ ေဆုံးသူတွေက9ဦးဟာအစိုးရဆုံးထိခိုက်ခဲ့တဲ့ရီယိုဘိုနီတိုတို့ဤကွာစုမျိုးကဖြစ်ပြီးတဦးကတော့အနီးနားကမျိုးကပါလူတဦးလည်းကြောက်ဆုံးမိစေဖြစ်ပါတယ်ရာဒီဥတုကြောင်းလဲမှုဟာဒီလိုမျိုးကျင်းထန်တဲ့လေစင်နာမောင်းတွေကိုပုံမှုချစ်ပေါ်စေနိုင်တယ်လို့ကြွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။ ပြည်내အုပ်ချုပ်ရေးမှူးကာလို့စ်မက်ဆာရာတင်ဟိုဂျူနီယာကတော့ဝန်နေချင်း၃ရက်သတ်မှတ်ကြညာခဲ့ပြီးတမရလူဝိအီနာစီကိုလူလာဒါစီဝါကလည်းရေးပေါ်အကူအညီတွေပေးဖို့ကိုညွှန်ကြားထားပါတယ်။နေ့စဉ်သတင်းများအတွက်ဒီဗီဒီယိုကို like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့နော်။